ဟုတ်ကဲ့အားလုံးမင်္ဂလာပါဗျာနော်အားလုံးမင်္ဂလာပါနော်ကျွန်တော်ခုပြပေးမယ့်စနစ်ကဒက်တစ်ခွက်ကောင်းထိုးရမယ့်စနစ်နော်အနည်းကပေါ့နောက်ဆုံးနောက်ဆုံး site ပေါ့နော်အနည်းကဒက်တစ်ခွက်ကောင်းထိုးရမယ့်စနစ်ကိုချပြပေးမှာဖြစ်တယ်နော်ဟုတ်ကဲ့အားလုံးကြည့်ရအောင်နော်အခုကျွန်တော်တို့20ကြိမ်မှာ20ကြိမ်မှာစီနီယာကဏန်းထွက်တာနော်20ကြိမ်မှာစီနီယာကဏန်းထွက်တာ3ကပ်ပဲရှိတယ်နော်20ကြိမ်မှာစီနီယာကဏန်းဒီမှာ1 2 3ထွက်တယ်နော်စီနီယာကဏန်း1 2 3ထွက်တယ် နောက်ဒီမှာတစ်ချိန်ထွက်တယ်20တစ်ချိန်မှာစီနီယာကနန်း3-5လေးထွက်တယ်နော်စီနီယာကနန်း3-5လေးထွက်တယ်နောက်20တစ်ချိန်မှာစီနီယာကနန်းဒီမှာခွန်89ဆိုတဲ့ကနန်းတစ်ခွက်ထွက်တယ်နော်ဒီ3ခွက်ပဲရှိတယ်နော်ခွန်89ဆိုတဲ့ကနန်းထွက်တယ်နော်20တစ်ချိန်မှာစီနီယာကနန်းထွက်တာ3ခွက်ပဲရှိတယ်နော်အဲ့3ခွက်ကနေပြီးမှကနန်းတစ်ခွက်ထုတ်ပြမှာနော်ဒီမှာမရှိဘူးနော်ရှေ့ကတ်ဒီမှာမရှိဘူးနော်ဟုတ်အဲ့ နှစ်ဆက်ချိန်မှာစီနီယာကနန်းထွက်တယ်တဲ့ထွက်တိုက်တာနဲ့ तू ကအဲ့24ချိန်မှာနှစ်ပိတ်မှာနော်အဲ့ကောင်အောက်နှစ်ပွဲကျော်24ချိန်နှစ်ပိတ်မှာတစ်ထိပ်စီကပုံသေးကစားတယ်နော်တစ်ထိပ်စီပုံသေးကစားတယ်အဲ့ဒီတစ်ထိပ်စီစီသူ့ဘေးမှာဆောင်းတုံးလုံးတက်လို့ဖြတ်ထားတဲ့အတွက်အဲ့တစ်ကတစ်ထိပ်ကစားတာနော်တစ်ထိပ်ကစားတာနော်ဒါပထမကအဲ့ဒုတိယကမှလည်းသူဒီတိုင်းပဲနော်စီနီယာကနန်း 20ချိန်မှာစီနီယာကနန်းကစားတယ်ကစားလိုက်တာနဲ့သူ့ရဲ့အောက်တပွဲနှစ်ပွဲကျော်မှာ24ချိန်မှာတစ်ထိပ်ကိုပုံသေးကစားခဲ့တယ်အဲ့တစ်ထိပ်သည်သူ့ရှေ့မှာသူ့ရှေ့နှစ်မှာဇောင်းတစ်လို့ဖြတ်ခဲ့တဲ့အတွက်အဲ့တစ်ကတစ်ထိပ်ကစားခဲ့တာเนาะဒါဒုတိယကတ်အတတိယကတ်မှာလည်းသူဒီတိုင်းပဲကစားခဲ့တာပဲเนาะ20ချိန်မှာစီနီယာကနန်းကစားတယ်သူ့ရဲ့အောက်နှစ်ပွဲကျော်24ချိန်နှစ်ပိတ်မှာတစ်နောက်ပိတ်တစ်ထိပ်စီကိုပုံသေးကစားတာเนาะတစ်ထိပ်စီအဲ့တစ်ထိပ်စီကလည်းပဲသူ့ရဲ့ရှေ့နှစ်မှာဆောင်းသုံးလုံးကိုတစ်လို့ ဖြတ်ပြီးကမှအိုက်တစ်ကတစ်ထိတ်ကစားတာနော်ဒီသုံးကပ်ပဲရှိတယ်နော်ဟုတ်ပြီကြည့်အောင်ပထမကပ်ကိုပြန်သွားမယ်နော်အပထမကပ်မှာသူက20ချိန်မှာစီနီယာကဏ္ဍကစားတယ်စီနီယာကဏ္ဍကစားပြီးတော့တစ်ထိတ်စီ24ချိန်မြောက်မှာနောက်ဆုံးနှစ်ပိတ်မှာတစ်ထိတ်စီလို့ကစားတယ်အဲ့တစ်ထိတ်စီဒီဇောင်းတစ်လို့ဖြတ်ပြီးကမှတစ်ထိတ်စီကစားတာနော်အဲ့လိုကစားလိုက်တာနေပိုင်းနေတဲ့တဲ့သူ့ရဲ့ဇောင်းမှာသူ့ညာဘက်အပေါ်ဇောင်းမှာဒဲခွာခွာတယ်နော်အဲ့ဒဲခွာခွာတဲ့ခါမှလည်းသူကရှေးပေါင်း၄နောက်ပေါင်း၄နဲ့ဒဲခွာ နော်ဒုတိယကတ်မှာ20ချိန်မှာစီနီယာကဏ္ဍကစားတယ်နောက်ဆုံးသူ့အောက်နှစ်ပွဲကျော်24ချိန်နှစ်ပိတ်မှာတစ်ထိပ်အဲ့ဒီဒီဇောင်းတစ်ကတစ်ထိပ်ကစားတာကစားပြီးရတယ်သူ့ဇောင်းမှာဒဲခွာပဲခွာတာပဲနော်အဲ့ဒဲခွာပထမကတ်ကဒဲခွာရှေးပေါင်း၄နောက်ပေါင်း၄အခုဒုတိယကတ်ဒဲခွာရှေးပေါင်း၃နောက်ပေါင်း၃နဲ့ဒဲခွာကစားတာနော်ဒါဆိုသူတတိယကတ်တတိယကတ်မှာလည်းသူဒီတိုင်းပဲနော် ခွင်ရှိကို20ချိန်မှာစီနီယာကနန်းကစားရတယ်သူ့ရဲ့အောက်နှစ်ပွဲကျော်မှာတစ်ထိပ်စီပုံတွေကစားရတယ်နှစ်ပိတ်မှာနော်အဲတစ်ထိပ်စီပုံတွေကစားရတဲ့ကောင်ဒီသူ့ရှိနှစ်မှာတစ်ဆောင်းဆောင်းတုံးတုံးတစ်လို့ဖြတ်ထားပြီးမှတစ်ထိပ်ကစားရတယ်ကစားပြီးသူ့ဆောင်းမှာဒဲကွာပဲခွာတာပဲနော်အဲဒဲကွာဒီပထမကတ်မှာဒဲကွာခွာတယ်ရှေ့ပေါင်း၄နောက်ပေါင်း၄နော်ဒုတိယကတ်မှာဒဲကွာခွာတယ်ရှေ့ပေါင်း၃နောက်ပေါင်း၃အခုတတိယကတ်မှာဒဲကွာခွာတယ်ရှေ့ပေါင်း၂နောက်ပေါင်း၂နဲ့ခွာနော်ခွာပြီးတော့မှကျွန်တော်တို့ဒီပွဲကိုဖမ်းမှာနော်ဒီအချိန်ကိုဖမ်းမယ်ဟုတ်ပြီအဲ့မှာပဲ အဲ့ဒီလိုဒဲကွာခွာပြီးတာနဲ့တဲ့နော်သူဒဲကွာခွာပြီးတာဒီချိန်နှစ်ချိန်သူဒီမှာကြမယ်ကနန်းပေါ့နော်အဲ့ဒီကောင်ကြီးတဲ့ဒီမှာစီနီယာကနန်း20ချိန်မှာကြတယ်အဲ့ကောင်ကြီးတစ်နောက်ပိတ်တစ်ထိပ်စီပုံတွေကစားရတယ်ဒီမှာနော်သူ့အောက်24ချိန်မှာတစ်ထိပ်စီပုံတွေကစားရတယ်အဲ့တစ်တီးတဲ့ဒီဆောင်သုံးလုံးတစ်ကတစ်ထိပ်ကစားရတဲ့အတွက်ဒီချိန်နှစ်ချိန်သုံးချိန်မြောက်မှာသူဗရိတ်တစ်ကိုကစားခြင်းလားနော်ဗရိတ်တစ်အဲ့တစ်ကြောင့်အဲ့ဒီတစ်တစ်ဆောင်တစ်ထိပ်ကြောင့် ဒီမှာ break တစ်ကိုကစားခြင်းနော်အဲ့ break တစ်ကစားခြင်းနဲ့ဆိုတော့အဲ့ break တစ်ကစားကံဒီမှာမကစားခင်မှာ तू ကဘာလုပ်ထားလဲဆိုတော့ကိုးခါတဲ့နော်ကိုးခါပုံတင်တဲ့ကိုးပါပါဇောင်းလေးထိုးထားတယ်နော်ကိုးပါပါဇောင်းလေးထိုးထားတယ်ပြီးကံမှာ तू အောင်မှာ break တစ်ကိုကစားတယ်အဲ့ break တစ်တီးတဲ့ခါနှလုံးပေါင်းခြင်းတုံညာတုံညာထိတ်စီပါတဲ့နော်ခါနှလုံးပေါင်းခြင်းတုံညာဒီတုံညာထိတ်စီတဲ့နောက်နှလုံးပေါင်းခြင်း तू က ကိုးခါပုံတွေတဲတာကိုကိုးခါပုံတွေတဲပြီးကိုးပါပါ၄ဆောင်ထိုးထားရတဲ့ဒီနောက်တွဲကအလုတ်လုတ်ထားတာအဲ့နောက်တွဲအလုတ်လုတ်ထားရတဲ့တွဲအဲ့နောက်တွဲနဲ့ပဲဒီမှာကဏ္ဍထုံမှာနော်အဲ့နောက်တွဲနဲ့ပဲဒီမှာကဏ္ဍထုံမယ်အဲ့နောက်တွဲတည်တဲ့ကိုးခါပုံတွေနဲ့ကိုးပါပါ၄ဆောင်ထိုးထားရတဲ့ခါနုံမောင်ကြီးတုံရတည်တဲ့တုံရထိပ်ပါတဲ့နော် နောက်ပဲနှလုံးမောင်းရင်3တဲ့နောက်တစ်ခါနှလုံးထောင်ပေါင်းလိုက်တဲ့3ညာ3ညာထိတ်နောက်ပဲနှလုံးထောင်ပေါင်းလိုက်တဲ့3 3ရပါပါ3ကြာနဲ့3ရပါပါ8ခါနဲ့เนาะ8ခါနဲ့ ဒီ sound တက်ကတစ်ထိတ်လို့ကြားတယ်ကြားပြီးရတယ်အဲ့ကောင်တစ်ချိန်နှစ်ချိန်သုံးချိန်မှာ break တက်လာမှာเนาะ break တက်လာမှာသူကအ break တက်လာမှာဆိုတော့တုံညာခါးနှလုံးတုံညာထိတ်စီသုံးပါဝါရှခါ break တက်ဆိုတော့တုံညာသုံးရှစ်တက်တကွတဲ့ထွက်တယ်เนาะအဒုတိယကတ်မှာလည်းသူအိုက်တိုင်းမယ်เนาะဒီမှာဒုတိယကတ်မှာလည်းသူစီနီယာเนาะ20ချိန်မှာစီနီယာကစားတယ်သူ out တစ်ပွဲနှစ်ပွဲကျော်24ချိန်မှာတက်လို့ထိတ်စီကစားတယ်အဲ့တက်ဒီသူရှစ်နှစ်က sound တက်ကတစ်ပိတ်တစ်ထိတ်ထွက်ထားတာเนาะ သူ့ဆောင်မှာဒဲကွာကစားတယ်စစားပြီးရတယ်ဆိုတော့ဒီတပွဲနှစ်ပွဲဒီမှာဒီပွဲမှာ break တစ်ပဲသူကကစားတာပဲเนาะအဲ့ break တစ်တည်တဲ့သူကဇောင်းသုံးလုံးတစ်တည်တဲ့တစ်ထိတ်ထဲထားရတဲ့တစ်ချိန်နှစ်ချိန်သုံးချိန်ဇောင်းတက်လိုက်လို့ရှိရင်သူကအဲ့ break တစ်ကိုပြန်ကစားခိုင်းတာเนาะသူကစားဖို့အတွက်ကိုလည်းသူအပေါ်ပထမကတ်ကလို့ကိုးခါပုံတည်တဲ့ကိုးပါပါဇောင်းလေးလို့သူကထိုးထားတာเนาะပထမကတ်မှာလည်းသူဒီတိုင်းပဲเนาะကိုးခါပုံတည်ကိုးပါပါဇောင်းလေးဆိုတော့နောက်တွဲကိုကစားထားတာသူကเนาะနောက်တွဲကိုကစားထားတာကိုးခါပုံတည်ကိုးပါပါထိတ်နေနောက်နေ ထိတ်နေအပိနေကိုလေးလိုရိုက်ထားတာကိုပါပါလေးရိုက်ထားတဲ့အတွက်ဒီနောက်တွဲကစားတဲ့အတွက်အဲ့နောက်တွဲနဲ့ပဲခါနှလုံးသုံးညာထိတ်နောက်ဝင်နှလုံးသုံးပါပါရှစ်ကခါနဲ့ရှစ်ခါနဲ့ break တစ်ဆိုတော့တကွက်ထဲထွက်တာနော်အခုဒီမှာလည်းသူဒုတိယကကစားတော့မယ်နော်ဒီဆောင်သုံးလုံးတစ်အဲ့တစ်ဒီတစ်ထိတ်လို့ဒီပို့ပြီးရတယ်တစ်ချိန်နှစ်ချိန်သုံးချိန်မှာ break တစ်ကစားခြင်းနော်ကျွန်တော်တို့ break တစ်နော်အဲ့ break တစ်ဒီလည်းပဲသူကစားတော့မယ်ဆိုရင်ကိုခါပုံဒီကိုပါပါဆောင်းလေးလို့သူကထိုးရမှာနော် ဲ့လိုထိုးလိုက်တာနဲ့တပြိုင်တည်းတဲ့ခါနလုံးပေါင်းရင်၃တီးတဲ့ခါနလုံးထောင်ပေါင်းရင်၃တီး၃ထိပ်ပါတဲ့နော်နောက်ပင်နလုံးထောင်ပေါင်းရင်ကိုကိုပါပါ၄ခါပါတဲ့နော်သူကနောက်တွဲပေးလိုက်တာနော်ကိုခါနဲ့ကိုပါပါဇောင်းလေးထိုးလိုက်တဲ့အတွက်နောက်တွဲကြတယ်တော့အဲ့နောက်တွဲနဲ့ပဲဒီမှာကဏ္ဍကိုအလုတ်လုတ်တာနော်ခါနလုံး၃က၃ထိပ်ကိုပါပါ၄က၄ခါနဲ့၃တီးတွဲနဲ့ဒီဇောင်းတစ်ကတစ်ထိပ်စီအဲ့တစ်ထိပ်စီကတစ်ဘရိတ်လာရိုက်ရမှာရိုက်ရမှာဆိုတော့၃တီးလေးတစ်ခွက်ထက်ထွက်တာနော် ုတ်ရဆိုရင်ဒါအခုတတိယကတ်ကိုသွားမယ်เนาะတတိယကတ်မှာလည်း तू အတိုင်းပဲကစားခဲ့တာเนาะစီနီယာကဏ္ဍထိုးတာเนาะစီနီယာကဏ္ဍ23 22ချိန်မြောက်မှာစီနီယာကဏ္ဍကြတာ3ကတ်ပဲရှိရေเนาะအဲ့ဒီစီနီယာကဏ္ဍညောင် तू အတပွဲနှစ်ပွဲကြုံမှာတစ်ထိပ်ပုံတွေကစားတယ်အဲ့တစ်ထိပ်ဒီတည်းသူရှင်းနေမှာဇောင်းသုံးလုံးတစ်ဖြတ်ထားတဲ့အတွက်တစ်ထိပ်ကစားတာเนาะသူဇောင်းမှာလည်းပဲဒဲခွာခွာပြီးပထမကတ်မှာရှေ့လေးနောက်လေးဒုတိယကတ်မှာဒဲခွာခွာပြီးရှေ့ပေါင်းညင်း၃နောက်ပေါင်းညင်း၃ဥတတိယကတ်မှာရှေ့ပေါင်းညင်း၂နောက်ပေါင်းညင်း၂နဲ့ကစားခဲ့ပြီကစားခဲ့ပြီးတော့ဒီပွဲမှာကစားဖို့အတွက်ကို ကိုးခါပုံသေးတဲ့ရှေ့နှက်ကက်ကလို့ပဲနော်ကိုးပါပါ၄ဆိုပြီးတော့ထိတ်နေနောင်နေဇောင်းထိုးလိုက်ပြီးနောက်မှာ68တွဲကိုပေးလိုက်တာနော်ဒီနောက်တွဲပေးတဲ့အတွက်ဒီနောက်တွဲနဲ့ပဲခုပွဲမှာကနန်းထုတ်မှာနော်အဲ့တော့ तू ကအဲ့ဒီမှာကိုးခါပုံနေထည့်တယ်တဲ့ကိုးပါပါဇောင်းလေးလို့ထိုးလိုက်တာနဲ့တပြိုင်နက်တည်းတဲ့ဒီခါနန်းလုံးပေါင်းလိုက်ရင် तू ကခါနန်းလုံးထောင်းပေါင်းလိုက်ရင်ရှစ်ကထိတ်စည်းပါတယ်နော်ရှစ်ရှစ်ထိတ်နော်ဒီ ီနောက်ဘက်နှလုံးပေါင်းရင်ကိုကိုပေါက်လေးပြောနော်နောက်ဘက်နှလုံးပေါင်းထောင်ပေါင်းလိုက်ရင်လေးလေးပါပါကိုခါတဲ့နော်ရှစ်ထိပ်စီကိုခါအဲ့မှာဒီတစ်ကစီနီယာကဏ္ဍချထားတယ်ပြီစီနီယာကဏ္ဍအောက်တပွဲနှစ်ပွဲကျော်မှာတစ်ထိပ်ပုံလေးထွက်ထားတယ်ဇောင်းတစ်ဖြတ်ထားတယ်ဇောင်းတစ်ကတစ်ထိပ်လို့ဖြတ်ပြီးမှအဲ့တစ်ကဒီပွဲစီမှာဘရိတ်တစ်ကိုကစားခြင်းတာဖြစ်တဲ့အတွက်လေးနောက်ပိတ်နော်ရှစ်ကိုလေးဆိုတဲ့ကဏ္ဍတဲတော့ကထွက်တယ်နော်အရှိကိုလေးတဲထွက်တယ် သူကသုံးကစလုံးကိုဒီတိုင်းပဲသူကစားထားတာနော်ပြန်ရှင်းပြမယ်နော်ပထမကတ်မှာပထမကတ်ကိုပြန်ရှင်းပြမယ်နော်စီနီယာကနန်းနော်20ချိန်မှာစီနီယာကနန်းထွက်တယ်ထွက်ပြီးရတယ်သူအောက်တပွဲနှစ်ပွဲကျော်မှာတစ်ထိတ်အဲ့တစ်ထိတ်ဒီသူရှင်းသူရှင်းနေမှာစောင်းတစ်ဖြတ်ပြီးမှတစ်ထိတ်ထွက်တာတစ်ထိတ်ထွက်ပြီးသူကတဲခွာခွာတယ်တဲခွာခွာတဲ့ချိန်မှာရှေးလေးနောက်လေးနဲ့တဲခွာခွာတယ်ခွာပြီးရတယ်အဲ့ဒီတစ်ထိတ်ဒီတဲ့သူတစ်ချိန်နှစ်ချိန်သုံးချိန်မြောက်မှာဒီမှာတစ်ပရိတ်ကိုသူကရိုက်မှာ တိပိရိုက်ဖို့အတွက်ကိုကိုခါပုံတွေထိုင်မယ်ကိုပါပါလေးဆောင်ဖြတ်မယ်နောက်တွဲကိုပေးတာသူကကိုခါပုံတွေတုံညာထိတ်နဲ့လေးပိတ်နဲ့လေးကိုပါပါလေးထောက်ထားတဲ့အတွက်နောက်တွဲပေးတယ်အဲ့နောက်တွဲကနေပဲကနန်းတစ်ခွက်ကိုရှည်ရွက်ပြန်ထုတ်ပြီးမှ break တင်းနဲ့ကစားမှာနော်အဲ့တော့မှသူကအဲ့လိုနောက်တွဲပေးတယ်မှာခါးနှလုံးတုံညာစီတုံညာထိတ်တဲ့နောက်နှလုံးဆောင်ပေါင်းရင်တုံတုံပေါင်းက၈၈ခါးနဲ့တုံညာထိတ်၈ခါးကိုဒီဆောင်တစ်ကတစ်ထိတ်အဲ့တစ်ထိတ်ကတစ်ပရိတ်ဒီမှာလာရရမယ်ဆိုတဲ့အခါကျတော့တုံညာ၈တုံတဲတစ်ခွက်တဲထွက်တာနော် အဒုတိယကတ်မှာလည်းအဲ့တိုင်းပဲနော်20ကြိမ်မှာစီနီယာကနန်းသူကနေပြီးတော့တစ်ကြိမ်နှစ်ကြိမ်အောက်ဆင်းလိုက်ပြီးအောက်တစ်ကြိမ်နှစ်ကြိမ်ကျော်မှာသူကတပွဲနှစ်ပွဲကျော်မှာတစ်ထိတ်ကပုံသေးပဲနော်အဲ့တစ်သည်သူ့ရှေ့နေမှာတစ်ဆောင်ဖြတ်ထားရတဲ့အတွက်တစ်ထိတ်ထွက်တယ်နော်ထွက်ပြရတဲ့သူ့ဆောင်မှာတဲခွာခွာတယ်ပထမကတ်မှာရှေ့ပေါင်း၄နှစ်ပေါင်း၄အခုဒုတိယကတ်တဲခွာတော့ရှေ့ပေါင်း၃နှစ်ပေါင်း၃နှစ်ခွာတယ်ခွာပြရတဲ့အဲ့ဆောင်တစ်တစ်ထိတ်စီသည်တစ်ကြိမ်နှစ်ကြိမ်သုံးကြိမ်တက်လိုက်တာနဲ့ဒီမှာဗရိတ်တစ်ကိုကျွန်တော်တို့ကကစားခြင်းလားနော် ဒီဆောင်တတစ်ထိတ်ကတစ်ချိန်နှစ်ချိန်သုံးချိန်တက်တာ ਨੇ ဘရိတ်တွေကစားနေတယ်ဘရိတ်တွေကစားဖို့အတွက်ကိုယ်ကခါပုံသေးနေကိုယ်ပါပါဆောင်းလေးဖြတ်တယ်နော်အဲ့လိုဖြတ်လိုက်တာနှစ်ပြိုင်နေတယ်ခါနှလုံးသုံးပြီးသုံးထိတ်တယ်နောက်ပြီးနှလုံးကိုကိုယ်ပါပါလေးလေးခါနဲ့သုံးထိတ်လေးခါဆိုတော့သုံးလေးရှည်ရွဲရပြီအဲ့ဒါဥမာသူကဒီတစ်ကဘရိတ်တစ်ဆိုတော့သုံးလေးလေးတက်တော့ခက်တယ်နော်ဟုတ်ပြီဒါဆိုရင်ခုတတရကတတရကမှလည်း23ကြိမ်23ကြိမ်မြောက်မှာစီနီယာကနန်းထွက်တယ်เนาะသူ့အောက်တပွဲနှစ်ပွဲကြောင့်မှတစ်ထိတ်ပုံတွေထွက်တယ် ဲ့တိတ်တိတ်ကြီးဇောင်းပေါင်းချင်းတက်ကတိတ်ထိတ်ပုံတွေထွက်တယ်သူ့ရဲ့ဇောင်းမှာဒဲကွာပထမကမှာရှေးပေါင်းလေးနှပေါင်းလေးဒုတိယကမှာရှေးပေါင်းသုံးနှပေါင်းသုံးခုတတိယကမှာရှေးပေါင်းနှစ်နှပေါင်းနှစ်เนาะသူ့ရဲ့ဇောင်းမှာထွက်တဲ့ကဏ္ဍသည်တဲ့ပရိတ်တိเนาะအဲ့ဇောင်းတစ်သည်တဲ့တစ်ထိတ်ရအောင်ဒီပွဲစဉ်မှာသူကတစ်ပရိတ်ရိုက်ချင်တာเนาะအဲ့ဇောင်းသုံးလုံးတစ်ကတစ်ထိတ်အဲ့တစ်ထိတ်ကတစ်ချိန်နှစ်ချိန်သုံးချိန်ဇောင်းတက်လိုက်ရင်တစ်ပရိတ်ရိုက်ချင်တာအဲ့တစ်ပရိတ်ရိုက်ဖို့အတွက်ကိုလည်းပထမကတ်ကတည်းကကိုးခါပုံတင်နေကိုးပါပါဇောင်းလေးထိုးထားတယ်เนาะအဲ့လိုဇောင်းလေးထိုးထားတဲ့အတွက်တဲ့သူက ဒီပွဲစဉ်မှာခါနှလုံးပေါင်းရင်း၈သည်၈ထိပ်ပါတဲ့နောက်ပြန်နှလုံးပေါင်းရင်း၄၄ပါပါ၉ခါပါတဲ့နော်အဲ့ဒီချိန်မှာမှ तू ကဒီဇောင်းတုံးလုံးပေါင်းရင်း၁၁က၁ထိပ်နဲ့တစ်ချိန်၂ချိန်၃ချိန်မြောက်မှာ၁ပြည့်ရိုက်ရမှာပုံတွေရိုက်ရမှာဖြစ်တဲ့အတွက်ရှိကူလေးဆိုတဲ့ကဏ္ဍတဲတစ်ခွက်ကိုထုတ်ပြလိုက်တယ်เนาะအလုံးမယ်เนาะကြိုက်တဲ့လူတွေကထိုးတာပါမကြိုက်တဲ့လူကကြောသွားပါဗျာเนาะအလုံးကိုလက်ကန်ကောင်းကြပါစီเนาะ